အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာစုပြည့်ရေးသားတဲ့ drum နဲ့ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်နယံကိုလက်သီးနဲ့ခက်ပြင်းပြင်းလေးထိုးလိုက်တယ်ပူပြီးနာကျင်သွားတဲ့ဝေဒနာချက်ချင်းလိုလို ခံစားမိတယ်ဒီဝေဒနာထပ်ပူပြီးခံစားခြင်းစိတ်ထပ်ဖြစ်လာတော့နောက်တစ်ချိန်လက်သီးဆုပ်ကိုအားယူပြီးနယံကိုထပ်ထိုးလိုက် ပထမတစ်ချင်းကလက်သီးဆုပ်ထားတဲ့လက်ချောင်းကိုးထားတဲ့နေရာကပုံးပဲ့သွားရုံမကသွေးပါဖြာကနေထွက်လာတော့သူ့စိတ်နဲ့နဲ့ငြိမ်လာတယ်။ဟဲ့တာတားလေးဘာလို့လုံနေရလဲအဲ့ဒီလိုမလုံနဲ့လေခုလိုလုံရင်တားခန္ဓာကို ထိခိုက်နေတာပဲရှိမှာပေါ့ဒေါ်သီရိခင်က သူ့ကိုနောက်ဘက်ကနေဖျင်းငိုရင်းပြောလိုက်တော့ခုတားခန္ဓာကိုထိခိုက်တာထက်တားရင်နဲ့နှလုံးသားတွေက ဘဝတစ်ခုလုံးမှပြတ်သွားပြီလေဘလို့မှပြန်ပြေလို့မရတော့ဘူးမမေရဲ့ဆုံရှုံမှုတွေက တဘဝစာကြီးပါမမေရဲ့ရှိုက်ကြီးတငင်ငိုကျွေးနေတဲ့သားကို ကြည်ပြီးရင်ခွဲလူမတန်ခံစားနေရတဲ့သူ့အမေကို သူကိုယ်တိုင်မဖြစ်သိမ့်ပေးနိုင်တော့ကိုယ်တိုင်ကစိတ်ပန်းလို့ကိုလေနွမ်းနေပြီကောလေမမေသားကိုဒီတက္ကသိုလ်တက်ခိုင်းနေမမေအဖြစ်က တော်တော်ကြီးသွားပြီသားကြီးသားဘဝတစ်ခုလုံး ပြက်အောင်ဖြစ်သွားတာမိမိဘယောကမကင်းမှုသာမိမိမှာအပြစ်လုံးဝမရှိဘူးယုံကြည်လွယ်လွန်အားနာလွန်းတဲ့တားအပြစ်ပဲမိမိရဲ့ဆယ်တန်းအောင်စီရင် မနဲ့ပြန်ထွက်မယ်ဆိုတော့ညနေကလေးကမိမိရောသူပါထားမရထိုင်မရညစာလွတ်ရကော်ဖီလိုလိုမိုင်လိုလိုလိုတစ်ခွက်စီတောက်ပြီးပူတင်းပောင်မို့တစ်လုံးစီစားပြီးအိယာဝင်ကြတယ်အိယာဝင်နေတာပြောတာပါ တကယ်တမ်းဆို အိတ်မပြောကြပါဘူးရောက်တဲ့ရရာကို တားမိနေအောင်စလုံးပြောကြတာဖေဖေအကြောင်းတော့တက်နိုင်သေး၍မပောင်ထိမ့်ပြောကြတာပေါ့မိုးလင်းကနီးမှမိကနဲ့အိပ်ပြောသွားတယ်ဇဝဲဘော်ကဟန်ဖုန်းမြည်လာလို့ကြည့်လိုက်တော့တငယ်ချင်းမိုးစော်ဟင်းစီကဟဲ့အောင်ကျော်နနမင်းအောင်စင်းကိုလာကြည့်လေဟမ်ဘာဖြစ်လို့လဲပြောပြစမ်းပါမင်းကိုယ်တိုင်လာကြည့်လေဘာသာစုံအားလုံးဖြည့်နိုင်ခဲ့တယ်အမှန်ကောင်းကောင်းရမယ်လို့လေယုံကြည်ပြီးသား ူငယ်တန်းကနေ၁၀တန်းထိအဆင့်တက်ကနေ၁၀ထိပဲအဲ့ဒီအောက်သူမဆင်းခဲ့ဘူးခုတငယ်ချင်းကအောင်စင်းကိုယ်တိုင်လာကြည့်ခိုင်းနေတာဘာဖြစ်လို့ပါလဲဂုံနူးမပါဘူးလားဟေ့ကျော်နနမိုးစုံဟင်းကအလကမင်းကိုစားအောင်လုပ်နေတာမင်းအော်ဒီကွာချင်းချင်းသူရဲ့ကြားဖြတ်တန်းသူတကူလုံးမြောက်တက်တယ်လို့ခံစားလိုက်ရတယ်ဟေးသူ့အပြောကိုကြည့်ပြီးမေမေကပူပြောရတယ် မိမိကချက်ချင်းသူ့ဟန်ဖုန်းယူပြီးကနန်းကိုလုံးနံပါတ်ကိုနှိပ်လိုက်တယ်။ကိုအောင်ကျော်စန်းရှင်ရကျမတို့တာမီကိုပယ်ထားခဲ့ပြီမင်း။ကျမသားကကုဆယ်တန်းကိုဘာသာစုံဂုံတို့အော်ဒီနဲ့အအောင် လုံနိုင်ခဲ့တယ်။ဒါကကျမအတွက်အားစီးပဲ။ရှင်ကကျမဘဝအတွက်ဘာမှမဟုတ်ပေမယ့်။ဒါကကျမအတွက်အဖိုးမဖြစ်နိုင်တဲ့ရည်ရနာပဲ။ရှင်သိဖို့တဖက်ကဘာပြန်ပြောလဲမသိမိမိကခဏအတွင်းပဲဖုန်းပိတ်လိုက်တယ်။ မိမိမျက်နာကကဘာပေါ်မှာငါသားကအတော်ဆုံးပဲလို့စာတန်းရေးထားသလိုဂုံယူဝင်ကြားနေလိုက်တာ စေးတက္ကသိုလ်ရေချောင်းတက္ကသိုလ်ရေချောင်းသိပ်ပံစက်မှု တက္ကသိုလ်စိတ်ကြိုက်ရွေးလို့ရအောင် အမတ်တွေကကောင်းလို့နေတော့တေချာပြန်စဉ်းစားရပြန်နေဒါမှမဟုတ်မိမိတီရိခင်က စင်ကာပူမှာကြောက်တက်ချင်ရင်လေမိမိရအောင်ပို့ပေးမယ်လို့ဆုံးလာတယ်တက္ကသိုလ်တစ်ခုရဲ့လက်ထောက်ကတိခရာတုနဲ့ တားတရက်ကိုဗေဒန်းပညာရေးမှာထူးထူးကျွန်ကျွန်အောင်ဖို့အားစိုက်ပေးခဲ့ရတယ်မိမိခွန်အားနဲတာမှလို့နိုင်ငံရဲ့ဆားမှာကြောင်းသွားတက်ရတဲ့ဇီးကို သူသိတာပေါ့အဲ့ဒီလောက်ထိမိမိကို ဝမ်းမတက်စေခြင်းမူလီမိုးစော်ဟင်းကစက်မှုတက်ကတူချင်းငင်းသူကဈေးတက်ကတူဝင်းခွင့်လျှောက်လွာတင်ကြတဲ့အထိ သူဆုံးဖြတ်ချက်ချနိုင်သည်ဆရာဝန်လုပ်ဖို့ဝါသနာမပါပေမဲ့နောက်ဆုံးတော့ ဆရာဝန်ဖြစ်သွားမှာပဲလို့တွေးမိတယ်။စမ်းမှုတက္ကသိုလ်ကတော့သူနဲ့နဲ့ဝါသနာပါတယ်လို့ပဲ။သူ့အမေကပဲသူ့ရှိရေးအတွက်ဆုံးဖြတ်ချက်ချပေးလိုက်တယ်။ရေချောင်းတက္ကသိုလ်မြန်မာနိုင်ငံရဲ့ပညာရေးလောကမှာထိတ်ဆုံးရောက်နေတဲ့တက္ကသိုလ်ပါပဲ။သူလည်းမေမေတင်ပေးလိုက်တဲ့လမ်းကြောင်းကိုပဲဆက်ချဖို့ဆုံးဖြတ်လိုက်တယ်။အင်္ဂလိပ်စာလည်းထူးကျွန်သူမို့ဒီတက္ကသိုလ်ပညာရပ်ကသူ့အတွက်ခက်ခဲမှုမရှိ။နားမလည်မသိတဲ့ စာပိုက်အကြောင်းအရာတွေကိုအေးရောက်ရင်မမေကိုပြန်မေးလို့ရနေတာဖြစ်လို့သူ့အတွက်အဆစအရရအဆင်ပြေလှတယ်။ရေချောင်းတက္ကသိုလ်ရောက်တော့တငယ်ချင်းအစ်တယောက်ထတ်တိုးတယ်။ဟိုအဆင်ပြေတာကတငယ်ချင်းတေဂျုံအောင်တစ်အိမ်တန်လင်းမှာရှိတော့ကျောင်းပြန်မှာတခါတလေဂျုံအောင်တစ်အိမ်ခဏဝင်လာလို့ရပြန်ရော။ဂျုံအောင်တစ်အိမ်ကတန်လင်းမြို့ထဲမှာပဲမယ်။ခြံဝန်းကျကျင်းနဲ့တစ်ပင်ပန်းမှန်တွေစုံလှတယ်။ တော်တော်အေးချမ်းတဲ့နေရာပါ မောင်နှမအရင်ချမရှိတာချင်းလက်တူ သူကအမေတစ်ခုသားတစ်ခုဂျုံအောင်တစ်က အဖေတစ်ခုသားတစ်ခုဂျုံအောင်တစ်အဖေကတင်းမော့သားပြောရရင်တင်းမော့ကပ္ပတိန်မှာ ပထမနှစ်ပညာသင်နှစ်ကုန်ကနီးမှာဂျုံအောင်တစ်အဖေကိုစတွေ့ခဲ့တယ်ဂျုံအောင်တစ်ရဲ့အဖေတင်းမော့စာချုပ်ပြေလို့မြန်မာပြည်ကိုပြန်လာတဲ့ပထမရက်မှာပဲတွေ့ခဲ့တာပါဟယ်လိုတငယ်ချင်းသားလားလူကျော်လေးပါပဲ တားနဲ့ရွယ်လူဆိုတော့တားနဲ့လည်းဖော်ရတာပေါ့အသက်ရွယ်နဲ့မလိုက်အောင်နှုတ်ပြောလုံးနဲ့ဂျွန်အောင်တည့်ရဲ့အဖေမင်းသားနေအောင်နဲ့တူးတလို့လို့ခက်ဆင်ဆင်ချောနေတော့သူပါငေးကြည့်နေရတယ်အန်ကရဂျွန်အောင်တစ်ထက်တောင်နှုတ်သေးတယ်ညီကိုဆိုရင်တော့ယုံလောက်တယ်ဗျာသူစကားကြောင့်ခွေးလက်ဖြူစင်တော်သွားများအားလုံးပေါ်အောင် ပြုံးနေတယ်တကယ်ကိုချောမောလွန်းသူပါဒယ်ရီကိုမျှမပြောနဲ့ဒယ်ရီကိုမသိတဲ့လူတွေကလူပြိုကြီးလို့ထင်နေကြတာကျွန်နနာရဲ့ ။ဘာလဲတာ။ရရင်နဲ့ပြိုတဲ့လူပြိုကြီးလို့ပြောကျင်နေတာမှတ်လား။မနာလို့မရှိနဲ့တာရီ။ဒယ်လီသွားလျာနေရာတိုင်းမှာမင်းကလေးတွေခါခါချနေရလို့ပြိုပြိုနေတာ။ပျော့ပျော့ရွှင်ရွှင်နေတတ်သူဖြစ်လို့စိတ်ပြိုကိုနှုတ်ဖြစ်နေတာပဲဆိုပြီးသူမှတ်ချက်ချလိုက်တယ်။ဂျုံအောင်တဲ့အဖေဦးတင်အောင်တဲ့ဟာသူ့အဖေဖြစ်လိုက်ရင်ဘလောက်ကောင်းမလိုက်လဲလို့ခဏခဏတွေးလာမိတော့တယ်။အင်းရောက်တော့မေမေကိုအကုန်ပြန်ပြောပြတယ်။မေမေက အေးပါ တားကငငယ်တဲကအဖေနဲ့ခွဲခွာနေခဲ့ရတာဆိုတော့အဖေရွယ်တွေတွေ့တော့တားဖေကိုတရိယာနေမှာပေါ့ဂျောအောင်တစ်ကအဖေရကံကောင်းတာပေါ့တားလဲတားဖေကိုတွားတွေ့လို့ရနေတာပဲတွားတွေ့ချင်းတွေ့ပါ မေမေမတားတော့ပါဘူးအရင်တော့ကတားကငယ်သေးတော့တားတာပါမေမေစကားကြောင့်သူစိတ်မကောင်းဖြစ်ရတယ်ဟိုးငငယ်တုန်းကဖေဖေနဲ့မတွေ့ရဘူးတားထားတာပြန်တရိယာမိသေးတယ်ဖေဖေနောင်မေမကတော်တော်ဆိုးတာသူနဲ့ဖေဖေတွေ့တာသိရင် ဖေဖေကိုစူးစူးဆဲဆဲလှုပ်တယ်။တခါတလေသူ့ရှိမာတော်လက်ပါတယ်။ဒါကြောင့်ဖေဖေနဲ့တွေ့ဖို့သူစဉ်းစားရင် တော်တော်နဲ့မတွေ့ဖြစ်ဘူး။မိမိကဖေဖေအကြောင်းပြောရင်မကြိုက်လို့သူလည်းတနေတမျှမပြောတော့ပါဘူး။ခုဆိုဖေဖေနဲ့မတွေ့တာ၅နှစ်တောင်ရှိပြီ။ဖေဖေကမြမပြည့်ရဲ့တောင်ဘက်စုံမျိုးမှာနေတော့ပိုဝေးသွားတာလည်းပါပါတယ်။သူ့စီကိုသုံးလတစ်ခါလောက်တော့ဖုန်းဆက်တတ်ပါတယ်။ သူကသားတယောက်အနေနဲ့ဖေဖေဖုံးဆက်ရင်အဆင်ပြေအောင်ပြောလိုက်တယ်။ဒါတော့ပါပဲ။ဂျော်အစ်အိမ်ကိုတပတ်တခါတော့အနည်းဆုံးရောက်တတ်တယ်။စိတ်ချမ်းသာလို့သွားပြစ်တာလည်းပါပါတယ်။သူကမြို့ထဲကတိုက်ခန်းမှနေတော့ခြံဝန်းကျကျရှိပြီးအိမ်ကိုလည်းသဘောကျတာလည်းပါတယ်။သူဂျော်အစ်နဲ့အိမ်ကိုပါလာရင်ဂျော်အစ်အဖေဦးတင်အောင်တက်ကတခုခုလှုပ်ကြွေးနေကြ။သားကိုချစ်တဲ့အဖေရဲ့အပြုတ်မှုတွေသူမို့တိတ်စွာတောင့်တမိတယ်။ င်မေတခါတလေသားတွေးမိတယ်ဂျုံအောင်တဲ့အဖေသာသားအဖေဖြစ်လိုက်ရင်တိတ်ကောင်းမှာပဲလို့ဟဲ့သားသူကဘာရင်မဟုတ်ပြောချလိုက်တော့မေမေကဟန့်လိုက်တယ်သားစကားဘဲရောက်သွားပြီလေအဲ့ဒီလူနဲ့စကားပြောရင်လည်းစင်ငင်ပြောနော်တော်ကြမေမေကစင်ငယ်မသားဖြစ်နေတာအဲ့ဒီလူကမုတ်ဆိုးဖို့ဆိုတော့စကားမမားစီနဲ့ဟုတ်ကဲ့ပါတကယ်သာအဲ့ဒီဂျုံအောင်တဲ့ဖေဖေကမေမေကိုသဘောကျတယ်ဆိုရင်တော့ သားကသဘောတူတယ်ဆိုတဲ့စကားပြောမိမလားပဲတနေ့ဂျုံအောင်တက်ကသူ့အဖေချောင်းပြောပြတယ်တကယ်ဆိုဒယ်ဒီကမုံဆိုးဘူးသားဆိုတယ်တကယ်ဆိုနာဂျော်နန်နာရဲ့ခုလေမက္ကဆီကိုမှာမိမတယောက်ရခဲ့တယ်တဲ့ကြာကြာပေါင်းမှဦးတယောင်တက်ကတကယ်ဆိုမီတကယ်မိမများသူဆိုတာသိလာတော့သူ့အမေကိုကြိုင်ရင်တောင်မှသဘောမတူချင်တော့ပါဘူးတနေ့ကဂျုံအောင်တက်ပြလို့ဓာတ်ပုံအယ်ဘန်တစ်ခုကိုကြည့်မိတယ် အဲဗန်တအုပ်လုံးမှာဂျွန်အောင်တဲ့အဖေပုံကြီးပါပဲ။ရောက်ခဲ့တဲ့နိုင်ငံသားတိုင်းပြည်တွေမှာအလားအပါရှုခင်းတွေနဲ့မင်းသားလိုအိုက်တင်လို့ရိုက်ထားတာပါ။ပုံအတော်များများကတော့မိန်းကလေးလှလှလေးတွေနဲ့ရိုက်ထားတဲ့ပုံတွေများပါတယ်။ဂျွန်အောင်တဲ့အဖေနိုင်ငံသားသူနဲ့တွေ့ထားတဲ့ပုံကိုပြပြီးဒီမျိုးသမီးကမက္ကဆီကိုကမော်ဒါပေမဲ့ခုပြတ်သွားပြီတဲ့။သူတက်ပြင်းချလိုက်မိတယ်။ဒါလောက်ပွေနေတဲ့လူ မိမိကိုကြိုက်ခဲ့ရင်တော့သူသဘောတူလို့မဖြစ်ပါဘူးတရသားမှာပေါ့ဂျုံအောင်တစ်ချောင်းမတက်လို့သူစိတ်ပူပြီးအိမ်ဖုံးဆက်တာမကင်ဘူးဂျုံအောင်တစ်ကကြောင်းမပြတ်တတ်ဘူးလေကြောင်းဆဲမှာသူဂျုံအောင်တစ်အိမ်ကိုလာခဲ့တယ်ဂျုံအောင်တစ်မရှိဘူးဂျုံအောင်တစ်အဖေပဲတွေ့တယ်ထန်းတပင်ကဦးလေးဝန်းခွဲခေါ်လို့လိုက်သွားတယ်တဲ့တငယ်ချင်းကအိမ်မှာမရှိတော့သူလဲချက်ချင်းထပြန်မှုလောက်တယ်ဂျုံအောင်တစ်အဖေကမပြန်မနိုင်အောင် သူဓာတ်ပေါက်ချက်ထားတယ်တဲ့တားကြော်နန်းနာနဲ့အတူတူစားကြတာပေါ့တဲ့ဓာတ်ပေါက်မချက်သေးလို့ခဏဆောင်ဆိုလို့ဂျုံအောင်တဲ့အခန်းထဲမှာဝင်ပြီးစားဖတ်မလို့လှုပ်လိုက်တယ်ရေချောင်းတက္ကသိုလ်ဝတ်စုံကိုတပတ်စာအခန်းအကန့်လေးနေရမှာတက်တက်ရရချိန်ထားတာတွေ့ရတယ်ဂျုံအောင်တဲ့ရဲ့အဖေကဂျုံအောင်တက်ကိုတကယ်ခရုစိုက်တာပဲတဆက်ထဲမှာသူဖေဖေးကိုတတိရလိုက်တယ်သူ၆တန်းစာမေးပွဲအောင်စရင်ထွက်တဲ့နေ့ သူတယောက်တည်းအောင်စင်းသွားကြည့်တယ်။သူနေတဲ့ကျောင်းက မြို့ထဲမှာဖြစ်ပြီးအိမ်နဲ့နေတယ်။နေတိုင်းကျောင်းကိုသူတယောက်တည်းသွားနေကြ။၆တန်းစားတက်ကလေးကမေမေလိုက်မပို့တော့။မေမေကလည်းယာရူတိုးပြီးကျောင်းကိုဆောဆောသွားရပြီလေ။တာမီနှစ်ယောက်မနဲ့ဆောဆောထကိုအလုတ်ကိုလို့တကိုရေးတန်ရှင်းမနဲ့ဆာဆာထမင်းမူထမင်းကြိုင်ထဲ့ကြ။ဖေဖေရှိရင်ဖေဖေနေခဲ့ဖေဖေခရီးထွက်ရင် တာမီနှစ်ယောက်အိမ်တကားပိတ်တော့ခတ်လမ်းထိပ်ရောက်ရင်မေမေကဖယ်ရီစီသူကကြောင်းထီလမ်းလျှောက်မမတ်ရရအဲ့ဒီနေ့သူ၆တန်းအောင်စင်းထွက်တယ်နီအောင်စင်းကြည့်ပြီးပြန်လာအိမ်တကားရှေ့ရောက်ရှင်အဲ့ဒီကောင်မလေးနဲ့ဆက်တွဲနေတယ်ဆိုရင်ကျမဘက်ကလှုပ်ရှားတစ်ခုပဲရှိတော့တယ်ကျမတို့ကွာရှင်းကြရအောင်ကိုစင်ညင်မယ်လို့ပြောထားပြီလေရှင်ပြောတာခုတကားနဲ့ဆိုသုံးကမကတော့ဘူးရှင်ပြောသမျှယုံမိခေါင်းမညစ်တော့ဘူးဒီတော့သူ 6တန်းစာမေးပွဲမှာပထမရပြီအောင်တဲ့ကြောင်းဖေဖေကိုမပြောလိုက်ရတာမှတ်မှတ်ရရပါပဲတားရှိပြီမဲတကယ်တော့အန်ကဲဘဝကတကယ်အထီးကျန်ပါတယ်တားကအန်ကဲကိုတွတ်တွတ်တားခင်ခင်မင်မင်တိတ်မရှိလာဘူးဒါကြောင့်အန်ကဲဘဝမှာအချစ်တွေရမလားဆို အချစ်စစ်ကိုရှောက်ပွင့်နေတာခုထိမတွေ့သေးဘူးဓမ္မအတူတူစားရင်ဦးတေအောင်တက်က သူ့ခံစားချက်ကို ရင်ဖွင့်ပါလိရော့ ဒီနေရာမှာကောင်းမလေးသာဆိုဦးတင်အောင်တစ်ကိုကြွေးမလားမသိအသက်90ပြည့်ကနေလူကြီးတယောက်နဲ့နုနုဖတ်ဖတ်ချွဲချွဲနွဲ့နွဲ့အတန်သူပထမဆုံးကြားဘူးခြင်းပဲဓာတ်ပေါက်မစားခင် အချိုရည်နဲ့ရောပြီးရမကနဲ့နဲ့ဆက်ထားတဲ့ဖြိုရည်သူ့ကိုတိုက်တော့သူမတော့ချင်ကြောင်ညင်းလိုက်သေးတယ်။အာတားကြော်နေနရဲ့မင်းကလည်းရေချောင်းတက်ကတူចောင်းသားဆိုတာခင်မိရတယ်ကွာမမူးပါဘူး အချိုးရီကဲထားတာမှာသားတငယ်ချင်းဂျွန်နဲ့ခဏခဏတောက်ပြကြတယ်။တောက်ကြည့်ပါ။ Kiss လုပ်ကြည့်။အရသာကရှေးမြမြလေး။ကောင်းနေ။နောက်ဆိုသားကြိုက်တယ်ဆိုပြီးအန်ကဲကိုဖြိုးရီဆက်ပေးဖို့လာပြောလိမ့်မယ်ကြည်နေ။အာနာနာနဲ့ဥတည်အောင်ကမ်းပေးတယ်။ဖန်ခွက်တဲကအယောင်လက်လက်ဖြိုးရီကို သူနည်းနည်းလေးမော့တောင်မိတယ်။ချိုးတယ်လို့မြတယ်လို့ခက်ရှိန်ချင်းအရသာက သူ့ရှာပေါ်မှာဝဲနေတယ်။ဓာတ်ပေါက်စားပြီးခဏကြာ မျက်လုံးကြီးကမုံဝါးဝါးဖြစ်လာတယ်။သူဘာမှသတိမရသလိုခံစားရပြီးဘာမှမသိတော့ဘူး။မှန်လဲမမှတ်မိတော့ဘူး။သူ့စိတ်ထဲတိမ်ဆိုင်တိမ်လေးတွေပေါ်ကိုလန်းရှောင်နေရသလိုပဲ။အံဩစရာသူနိုးလာသလိုသတိကြတော့နှယောက်အိတ်ကရင်ပေါ်မှာသူ့ကူပေါ်မှာဆောင်းပါးပါးလေးတစ်ထည်ခြုံထားတယ်။ခန္ဓာကိုယ်အောက်ပိုင်းမှာတခုခုခံစားနေရသလိုပဲ။လမ်းမီထထိုင်လိုက်မိတယ် ကရင်ချင်းရင်မှာပြုံးပြီးကြည်နေသူကဂျုံအောင်တဲ့ရဲ့အဖေဦးတင်အောင်တဲ့သူသူတခါမှမခံစားဘူးတဲ့ဝေဒနာဒစိမ့်စိမ့်ခံရခတ်လာတယ်ကျော်နန္ဒတားကိုအင်္ဂေတအားချစ်မိသွားလို့ခွေမတောင်းမဲ့ကျူးလွန်လိုက်မိပြီတားကတကယ်ကို ဖြူစင်တန်ရှင်းတဲ့သူဆိုတာအင်္ဂေသိပါတယ်ဒါပေမဲ့အင်္ဂေစိတ်ထိမရအောင်ချစ်မိသွားဘာလဲဗျာဘာလဲသူကောင်းနေမှာ မူးနောက်နောက်တေးကြတာက အစားအသောက်တစ်ခုမှမူးမေ့စေတဲ့ဇေဝတစ်ခုခုပါသွားတာပဲရှယ်လွန်လိုအသားတွေလည်းတစက်စက်တုန်နေလိုက်တာ အဝိပလာကျင်းနေတဲ့ခန္ဓာကိုယ်ကိုအရာဘေးမှရှိတဲ့သူ့အဝိတ်တွေ အမြန်ပြန်ဝတ်လိုက်တယ်စိတ်ချပါဒီကိစ္စသားကိုလည်းပြောပြမှာမဟုတ်ပါဘူးအရင်ကချိုးမြင်တယ်လို့ခံစားမိတယ်ဦးတင်အောင်တဲ့ရဲ့အတန်းကခါလွန်လှတယ် အိမ်ကိုဘယ်လိုပဲပုံပြန်ရောက်လိုက်တာမသိမေမေလည်းအိမ်မရောက်သေးတော့သူ့အခန်းထဲကအိယာပေါ်မှာမှောက်ပြီးအာရပါရငိုနေမိတော့တယ်ခေါင်းထဲကမကြည်မလင်နဲ့မိုးဝေသလိုဖြစ်နေတော့မယ်ညစာမစားတော့မေမေမေးတာကို ကြည်ကောင်းအောင်ဖြေလိုက်ရတယ်ညနေရကျောင်းမှာစားတာတွေများလို့မစားနိုင်တော့ဘူးမေမေဂျုံအောင်တက်နေတာစကားမပြောပြအောင်ရှောင်နေမိတယ်ဂျုံအောင်တက်ကတော့ခရုတစိုက်မေးပါတယ် ရေကောင်းရဲ့လားတငယ်ချင်းကြော်နေတာနဲ့လည်းမတွေ့ရတာကြာပြီတဲ့เจ้าကစာရီနားမလဲတာတွေလာမမေးတာလည်းကြာပေါ့တဲ့ကျော်နန္ဒကိုတော့လွမ်းလာပြီသားတငယ်ချင်းကိုခေါ်ခဲ့ပါအောင်ဒေဒီလွမ်းနေလို့တဲ့ဂျောအောင်တစ်စကားကြောင့်သူ့မျက်နှာထူပူလာတယ်ဦးတင်အောင်တစ်ကတော့သူနဲ့ဖြစ်ပျက်ခဲ့တာကိုသားဖြစ်တဲ့သူကိုပြောပြမယ်တော့မထင်ငါနဲ့အိမ်လဲခဲ့ပါကွာငါ့ဘေးကမင်းကိုလွမ်းနေလို့တဲ့ဂျောအောင်တစ်ကပြုံးပြီးပြောလီသူကမလုံမလဲဖြစ်လေဟန်မပြက်ပဲ သူဂျုံအောင်တဲ့အိမ်လိုက်ခဲ့ရပြန်တယ်။သူအိမ်ကိုပါလာတာတွေ့တော့ဥတင်အောင်တဲ့မျက်နာ ပြုံးလာတာသိသားလိုက်တာ။ဒါခုနကမီနီမတ်စ်မှာတ िश ူးပေါက်ဝယ်လာတာမိနေခဲ့တယ်။တွားယူလိုက်နော်။ဥတင်အောင်တဲ့ကဂျုံအောင်တဲ့ကိုပြောလိုက်တော့သူကဂျုံအောင်တဲ့နဲ့အတူ လိုက်မလို့ဟန်ပြင်းတော့"ဒါဂျော်နန်နာနေခဲ့လေ။ဂျွန်းဒါပဲသွားနော်။ဟုတ်တယ်ဒီ။ဂျော်နန်နာနေခဲ့လေ။ဒယ်ရီနဲ့စကားပြောနေခဲ့ုံနော်။"ចောင်းစာတွေနားမနေတာလဲမင်းရင်ပေါ့။ ြောပြောဆိုဆိုနဲ့ဂျုံအောင်တစ်ကထွက်သွားလိုက်တော့သူပြောချင်မရလိုက်ခဏချင်းမှပင်ဥတင်အောင်တစ်က သူ့နားကိုတိမ်မွေ့စွာချင်းကန်လာတယ်ပြောရရင်ရှက်เสียကောင်းမင်းမင်းခဏအတွင်းမှာဥတင်အောင်တင်းရဲ့ကာမတောင်းချမ်းမှုအောင်သူပြားပြားဝမောင်းရဲ့လဲကြပြန်တယ်ပြဿနာမရှိပါဘူးတားရဲ့ယောက်ျားနဲ့မိန်းမကိစ္စဖြစ်ရင်သာယောက်ျားလေးအချင်းချင်းလင်တူဆက်ဆံတာဘာမှမဖြစ်ဘူး ဘသူမှသိတာမဟုတ်ပါဘူးကွယ်။ကြားနေမှဆိုရင်တော့ကလေးရနိုင်တဲ့ကိစ္စဖြစ်လာတတ်တယ်လေ။ "तू နားကိုလက်နှစ်ဖက်နဲ့ရောင်ပိတ်ထားမိတယ်။ပထမတစ်ခါ၊ तू မသိလို့ဖြစ်သွားရတာလေ။ဒုတိယအချိန်၊ तू ကိုယ်တိုင်ညင်းပယ်ရင်ဦးတင်အောင်တဲ့နဲ့အတူ နေရတာစိတ်ထဲမှာတမျိုးလေးလိုဖြစ်လာတယ်။ကံအားလျော်စွာ तू အိမ်ရှိထွက်အလား၊ဂျုံအောင်တဲ့လက်ထဲမှာတ िश ူးပူးနဲ့အထုပ်တွေကမ်းပြီးပြန်လာတာတွေ့ရတယ်။ဒေဒီယေ လန်ဒိတ်ကမီနီမတ်စ်မှာတီရှူးကုန်လို့ဟိုဘက်လန်ဒိတ်ကဆယ်မှာတော့ဝင်ခဲ့ရတာ no problem မှာတားရီကိစ္စမရှိဘူးဂျုံအောင်တိတ်ရောက်လာတော့သူချက်ချင်းပြန်မှုပြင်လိုက်တယ်ဟာကျွန်တော်ကပြန်တော့မလို့လားမျိုးရဲကိုငါလိုက်ပို့မယ်လေတကယ်ချင်းမုန်းတဲ့အေးပါဝင်လာခဲ့တာတော်ပြီဂျုံငါပြန်တော့မယ်မေမေလည်းဒီနေ့စောစောအိမ်ပြန်လာမယ်ပြောထားတယ်ဦးတင်အောင်တိတ်ကထပ်ပြီးတားပါသေးတယ်သူနောက်လည်းမကြည့်ပဲအိမ်ထဲကနေကြောဘိုးအိတ်လွဲပြီးထွက်လာခဲ့တယ် ဟာကျော်နန္ဒတော့သူ့ကောင်မလေးရှိနေပြီလားမသိလောနေလိုက်တာသူ့ကောင်မလေးနဲ့တွေ့ဖို့သွားလာလားမသိဘူးအော်ဒီရွယ်မှာချစ်သူရှိရင်လည်းရှိနေမှာပေါ့ဂျုံအောင်တစ်တို့တားဖာပြောစကားသူ့နောက်ဖက်မှာကြံခဲ့တယ်သူမဲပြုံးတစ်ချံတီတီတတာပြုံးလိုက်မိတယ်နောက်လဆန်းမှာဦးတင်အောင်တဲ့တင်မောပေါ်တက်သွားပြီတယ်ဂျုံအောင်တစ်ကသူ့ဒယ်ဒီကိုလွမ်းနေတဲ့ပုံပဲသူကတော့သူ့ကောင်နဲ့အာယုန်ထဲမှာဦးတင်အောင်တဲ့နဲ့ ပြစ်ခဲ့တဲ့ကိစ္စတနိုင်သမျှဖျောက်ထားမိတယ်။ကျောင်းစာပဲဖိကျက်ဖိဖတ်နေတယ်။ဂျုံအောင်တင့်နဲ့လည်းတိတ်မတွဲပဲတယောက်ထဲနေတာများလာတယ်။ဘာလို့လို့နဲ့စာမေးပွဲနီးလာပြီ။သူ့ဘဝပန်းနိုင်အတွက်စာပဲစူးစမ်းရမယ်လို့စိတ်ပိုင်းဖြတ်ပြီးသား။ဒယ်ရီနေမကောင်းဘူး။ခုဘန်ကောက်ဈေးရုံမှာငါလိုက်သွားရမယ်တငယ်ချင်းဒီနေ့စာမွေးပွဲတောင်ခြေပြစ်ပါမလားမသိပါဘူးကွာ။ तू မိထားတဲ့သူနေမကောင်းမှုတယ်။ तू မိထားတာ 6လကျော်တော့ကြာခဲ့ပြီပဲအဖေနေမကောင်းလို့တားပြစ်တဲ့သူကလိုက်သွားရမှာပဲလေ သူလည်းမကောင်းတဲ့လို့အေးပါကွာအန်ကယ်နေမမကောင်းတာတားတယောက်တည်းပဲရှိတာကိုမင်းသွားစင်တာပေါ့ဂျွန်အောင်တဲ့ရဲ့သူပြောလိုက်ခါမှဂျွန်အောင်တဲ့မျက်နှာမဲ့သွားတယ်ငါလေးဘသူကိုမှမပြောပြဘူးလို့ဆုံးဖြတ်ထားပေမဲ့မင်းကိုတော့အခင်ဆုံးတငယ်ချင်းလေးဖြစ်ဒေဒီကလည်းမင်းကိုချစ်လို့ငါပြောပြမယ်ဂျွန်နန်နာရဲ့ ဒယ်ရီဖြစ်တာ AIDS တဲ့ HIV positive ဖြစ်နေတာကြားပြီဒယ်ရီကယောဂဖြစ်နေတဲ့ဇာကမိမထတ်ချုပ်တော့ဟာဟာကဘာကြီးခြာခြာလဲသွားတယ်ခံစားမှုမျိုး သူခံစားလိုက်ရပြီမိမိကိုလည်းစိတ်မစည်ရဲစေချင်တော့သူစဉ်းစားလိုက်တယ်စေးကြောင်းတက်နေတဲ့ငယ်တငယ်ချင်း ချင်းငိမ့်သူကိုအဖြစ်ပြက်တွေအစားဆုံးဖွင့်ပြောပြီးတိုင်ပင်ရတော့တယ်ချင်းငိမ့်သူရဲ့ဦးလေးကအ လက်ရှိဆေးရုံတရုံမှာအထုကုဆရာဝန်ကြီးဆိုတော့အဲ့ဒီဆရာဝန်ကြီးပြောတဲ့အတိုင်းလိုက်လုပ်တာပေါ့ history တွေ့ retro အကျော်တဲကသွေးကိုစစ်ကြည့်ပြီးသိလာမှာပေါ့ဦးလေးပြောစကားရဆိုရင် HMI ရှိတဲ့သူနဲ့နေခဲ့တာ6လကျော်ပြီမလားဒါဆို retro ကြည့်ပြီး retro မှာ positive ပေါ်ရင် နောက်ဆုံး guideline ရသွေးထက်စေရမယ်ချင်းချင်းသူကဦးလေးပြောခဲ့တာကိုလုံးစိပတ်စီမပြောဘဲခြံတဲ့နာခြံပြီးသူ့ကိုပြောပြနေပါတယ် ဒီမှာတငငယ်ချင်းမင်းနဲ့ငါကအထက်တန်းကျောင်းသားဘဝတွေကတငငယ်ချင်းမချင်းမချင်းပြောပြပါမင်းဦးလေးပြောတာတလုံးမချင်းပြောပြဒါမှငါမေမေကိုလှုပ်တင်တာကြိုလို့ဖို့ပြောပြထားတော့မယ်တငငယ်ချင်းရဲ့ငါလေးမိုးစော်ဟင်းကိုတော့မှမင်းအကြောင်းတခေါမှမပြောဘူးပြောဖို့လည်းအင်းအားမရှိဘူးချင်းငိမ့်သူမျက်နာကလည်းမကောင်းသူက ဆုံးဖြတ်ချက်ချပြီးပြီလေငါကတော့ငါဖြစ်ပြနေတဲ့အကြောင်းမျိုးသိထားလို့မရဘူးဖုံးကွယ်မနေချင်တော့ဘူး မေမေးကိုဖွင့်ပြောရမယ်။မရှူနိုင်မကယ်နိုင်တဲ့အချိန်ကြာမှသိရင်မေမေးပိုခံစားရမယ်။ retro မှာ positive ပေါ်လာတော့သူစိတ်တွေစောက်တီးရမရတော့ဘူး။ဒုတိယအချိန်နဲ့တတိယအချိန်စမ်းသက်ကိရိယာများနဲ့တွေးယူစစ်တဲ့ကိစ္စပြီးတော့သူကဘာပြက်ပြီလေ။ထက်စေရပါပြီ။သေးကြပြီဆိုတော့သူမေမေးကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပြီးဖြည်းဖြည်းချင်းပြောပြလိုက်တယ်။သူမေမေးကမျက်ရည်မကျအောင်ထိမိသားကိုဖြောင်းဖြားတယ် မမေ့ရှင်ထဲမှာငိုနေပြီဆိုတာသားသိပါတယ်။သူကြိတ်မနိုင်ခဲမရနယံကိုလက်သီးနဲ့ထိုးပြီးထိုင်နေတော့မမေကသားဒဏ်ရာကိုဈေးလာထည့်ပေးတယ်။မမေအကယ်၍သားနေရမယ့်အချိန်တိတ်မရှိတော့ဘူး။အချိန်နေမဟန်တော့ရင်ဖေဖေကိုဖုံးဆက်ပေးပါနော်။သားရဲ့မမေဘလို့မှထိမရ။သားမိနှစ်ယောက်ဖန်ငိုနေတာကို ချင်းချင်းသူမကြည့်ရလို့မျက်နှာလွှဲလိုက်ရတယ်။ကျမ်းမာအောင်နေ အာဟာရပြည့်ဝတာတွေစားရင်အသက်အန္တရာယ်လွယ်လွယ်ကူကူမထိခိုက်နိုင်ပါဘူးကွာတက်တန်းစီနေနိုင်ကြပါတယ်ချင်းငိမ့်သူကပြောပေမဲ့သူကောင်းရဲလိုက်တယ်ဒီယောဂါကငါခန္ဓာကိုယ်မှကတ်တွင်နေမှတော့ငါကိုယ်ကအသက်ရှိပြီးပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်မထင်တော့ပါဘူးတငယ်ချင်းရေဖြစ်ရလေကွာဖြူစင်တန်ရှင်းတဲ့ငါတငယ်ချင်းမှဒီယောဂါကချင်းငိမ့်သူတောက်ခေါက်တန်ကျဲလှကြီးဆီယာမတီရိခင်က တုံရင်သောလက်ဖြင့်ဟန်ဖုန်းကိုကင်ပြီးနံပါတ်၉လုံးကိုထိတွေ့လိုက်တယ်။ဒီဖုန်းကိုဆက်တာဒုတိယအချိန်မှာခေမွန်တန်နဲ့ကြွားရှင်းပြီးနောက်တားပါသာဆောင်ဂုံလူထွက်တုန်းကတစ်ချိန်ခုတားရဲ့အခြေအနေကို နောက်ဆုံးအနေနဲ့ဖားခင်ဖြစ်သူကို လာရောက်ကြည့်ဖို့တစ်ချိန်ဒီတစ်ချိန်ကတော့အမေဖြစ်သူအတွက်ရင်ခွင်းတာကြဖို့ဆက်လိုက်တဲ့ဒုတိယအခြေအမြောင်းဖုန်းခေါ်တမ်းပါပဲဒီမနက်ပဲဂျုံအောင်တဲ့ တားစီဖုံးဆက်လာတဲ့ကြားတယ်။တားအဖြစ်ကိုတော့တိဟန်မတူ။ဥတင်အောင်တဲ့ဒီမနက်ပဲဆုံးသွားလို့ချက်ချင်းတကြိုလိုက်ပြီးဆိုတဲ့အကြောင်းဖုံးချပြီးတာနဲ့တားလည်းပြောခွေသွားတာပါပဲ။အမေဖြစ်တဲ့တီတီခင်ကဆောက်ဒီယာမယဖြစ်နေပါရော့။တားသမီးချင်းကိုချင်းစာစိမ်မရှိတဲ့ဂျုံအောင်တဲ့အဖေကိုလည်းအပြစ်တင်လို့မထူး။အာနာတက်တဲ့တားကိုလည်းအပြစ်မယူရက်။တားဖာတန်ရုံးစင်ဆိုတာ ဒီလိုမျိုးပဲဖြစ်မယ်ထင်တယ်။တားအဖေဥအောင်ကြော်စံကတော့တားမေရဲ့ဖုန်းရရချင်းတားစီလာဖို့လှုပ်တော်တာပဲ။တားကဥအောင်ကြော်စံကို အဖေလို့မမြင်တော့ပဲဦးတင်အောင်တစ်ကိုပဲ မြင်မြင်လာလို့ငိုနေတော့တယ်။နားစင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်။